တော်တော်ရှင်နေအားလုံးတယ်လီဆော့ပါ Development Media ကို DMG ရဲ့2025ခုနှစ်မတ်လ24ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ် ဒီကနေ့မှာတော့လောင်တလိုင်မှာကားတိမ်မောင်းမှုကြောင့်ရခိုင်ကုန်းတဲတအူးနဲ့အိန္ဒိယနိုင်ငံသားတအူးတေဆုံးတဲ့တဲ့ရင်ကြောက်ဖြူတိုက်ပွဲတလားကျော်အတွင်းစက်ကောင်စီလေကြောင်းတိုက်ခိုက်မှုအချိန်40ကျော်ထိရှိလာတဲ့တဲ့ရင်နေပြည်တော်မှာနေရှင်ရင်ဆွေးနွေးပွဲ၃ရက်တာပြုလုပ်နေတဲ့တဲ့ရင်တွေအပါအဝင်တခြားစိတ်ဝင်စားစရာတဲ့ရင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆုံညင်းတို့ကပူးတွဲတင်ဆက်ပေးသွားမှာပါ ထမဆုံးအနေနဲ့လောင်တလိုင်မှာကားတိုက်မှမှုကြောင့်ရခိုင်ကုန်းသေးတဦးနဲ့အိန္ဒိယနိုင်ငံသားတဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးရှင်းပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်မြို့မှာကားတိုက်မှမှုဖြစ်ပြီးရခိုင်ကုန်းသေးတဦးနဲ့ကားမောင်းသူအိန္ဒိယနိုင်ငံသားတို့သေဆုံးပြီးနောက်တဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကမနေ့ပိုင်းအချိန်မှာ အမျိုးသား၃ယောက်လိုက်ပါလာတဲ့အဲ့ဒီကားဟာလောင်တလိုင်မြို့အနီး71ဆောက်လုပ်ရေးဝန်အနီးမှာ ကြောက်တဲ့ကိုထိုးကျသွားတာကြောင့်ကားပေါ်မှာပါလာတဲ့သူနှစ်ဦးပွေရှင်ပြီးတေဆုံးပြီးကြံတအူးမှာဒဏ်ရာရရှိသွားခဲ့ပါတယ်။တေဆုံးသောသူမှာရခိုင်ကုန်းတဲ့ဦးဆန်းနိုင်အိန္ဒိယနိုင်ငံသားလောင်တလိုင်းမြို့ခံတအူးနဲ့နောက်ထပ်ရခိုင်ကုန်းတဲ့ဦးဆန်းအောင်မှာလည်းဒဏ်ရာပြင်းထန်စွာရရှိတယ်လို့သိရပါတယ်။ရခိုင်ဒေသအတွက်အရှေ့ကန်စားသောက်ကုန်တွေကိုအိန္ဒိယနိုင်ငံမီဇိုရန်ကအများဆုံးတင်သွင်းနေရပြီးကုန်ပစ္စည်းများတည်ယူရာလမ်းခရီးကြမ်းတမ်းမှုတွေကြောင့်ကာတိန်မှမှုများဆက်လက်နှိမ့်မြုပ်တာတွေမကြာခဏရှိတယ်လို့ဒေသခံတွေကပြောကြားပါတယ်။ ကျောက်ဖြူတိုက်ပွဲတလားကျော်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအကြိမ်၄၀ကျော်တိရှိလာတဲ့တဲ့တင်ကိုလည်းပြောပြပေးကြပါရစေ။ရခိုင်ကလက်ကျံမြို့တစ်ခုဖြစ်တဲ့ကြောက်ဖြူမြို့နယ်မှာအရခတ်တော်ထိုးစစ်စင် တိုက်ခိုက်နေတာတလားကျော်အထိကြာမြင့်လာနေပြီးနှစ်ဖက်တိုက်ပွဲတွေလည်းနေ့စဉ်ပြင်းထန်နေပါရစေ။တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့တပြိုင်တည်းခုခံတိုက်ခိုက်နေပြီးအဲ့ဒီအထက်မှာလေကြောင်းကိုအဓိကအသုံးပြုတိုက်ခိုက်နေတာကြောင့်ထိခိုက်ပစ္စည်းမှုတွေလည်းမြင့်တက်နေပါရစေ။ DMG ကကောက်ယူထားတဲ့စည်ရင်းတွေအရကြောက်ဖြူတိုက်ပွဲတလားကျော်အတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအကြိမ်၄၀ကျော်အထိပြုလုပ်ခဲ့တယ်လို့သိရပါရစေ။ဂျပန် က်တာ why 12နဲ့တောက်ဖူမြို့နယ်ဒညဝရီရေတဲစခန်းဌာနချုပ်အနီးကဥကင်းကြက်တိန်ရှောက်ချောင်းကတ်တပြင်းနဲ့စေမောစတဲ့ကြီးရွာတွေကိုနေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကဆိုကြတာပါ ကျောက်ဖြစ်မင်းမှာပြီးခဲ့တဲ့ဖြစ်ပွားရေး20ကစလို့တိုက်ပွဲစတင်ဖြစ်ပွားနေပြီးဒီကနေ့ချိန်ထိတရက်မှာအနည်းဆုံး3ချိန်က3ချိန်အထိလာရဘုံကျဲနေတယ်လို့ဒေသခံတွေကပြောကြပါတယ်တိုက်ပွဲတလားကျော်အတွင်းဘုံကျဲမှုကြောင့်ကျောက်ဖြစ်မင်းနဲ့ဥကင်းရာကဒေသခံတို့အုပ်သိဆုံးပြီးဥကင်းချက်တင်ရှောက်ရှောင်းကတ်တပင်နဲ့စေမောကျွရတွေကနေအိမ်လေးရထမင်းနဲ့မိလောင်ပြကြခဲ့ရပါတယ်အဲ့ဒါပြင်တိုက်ပွဲဖြစ်ပွားမှုနဲ့ဒူစက်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကျေးရွာပေါင်း20လောက်ကဒေသခံ2000လောက်ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီးအရေးပေါ်အကူအညီလိုအပ်ချက်မြင့်မားနေတယ်လည်းဖြစ်ပါတယ်ခင်ဗျာ <laughs> သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။နေပြည်တော်မှာငင်းချမ်းရေးဆွေးနွေးပွဲ၃ရက်တာပြုလုပ်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးပေါ်ဆောင်မှုကော်မတီ NSPNC ကဥဆောင်ပြီးစစ်ကောင်စီနဲ့အဆင်ပြေနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီကောင်ဆောင်တွေပါဝင်တဲ့ငင်းချမ်းရေးဆွေးနွေးပွဲကိုနေပြည်တော်မှာဒီကနေ့မက်လ24ရက်ကနေ26ရက်နေ့အထိ၃ရက်တာပြုလုပ်နေတယ်လို့သိရပါတယ်။ ငင်းရှိုင်းရေးလုပ်ငန်းစဉ်တွေပေါ်မှာကန္တအသီးသီးကထင်ပေါ်ကျော်ကြားတဲ့သူတွေအသိပညာရှင်အတတ်ပညာရှင်တွေကပုံမော်အာယုံစိတ်ပါဝင်လာစေဖို့ငင်းရှိုင်းရဲ့အတွက်အကြမ်းမဖက်တဲ့နီလန်းတွေရရှိတည်တတ်မဲ့အကြောင်းလူထုအကြအသိအမြင်တိုးမြင့်လာစေဖို့နိုင်ငံအတွင်းပဋိပက္ခတွေအမြန်ဆုံးရှုတ်ချပြီးနိုင်ငံရေးစီးပွားရေးပုံမော်ကောင်းမွန်တိုးတက်လာစေဖို့ရည်ရွယ်ချက်တွေနဲ့ပြုလုပ်တာဖြစ်တယ်လို့ NSPNC ဥက္ကဋ္ဌဘိုးချုပ်ကြီးရပြေကပြောကြားခဲ့ပါတယ်အဲ့ဒီဆွေးနွေးပွဲကိုစစ်ကောင်ဆောင်အရာရှိတွေစစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးတွေ စစ်ကောင်စီနဲ့အမြဲတမ်းဆွေးနွေးဖို့တိုင်းရင်းသားလက်နက်ကိုင်တွေနိုင်ငံရေးပါတီခေါင်းဆောင်တွေစီးပွားရေးလုပ်ငန်းရှင်တွေပါတက်ရောက်ဆွေးနွေးနေတယ်လို့သိရပါတယ်။အခုလိုစစ်ကောင်စီကနေပြည်တော်မှာညီချင်းရေးဆွေးနွေးပွဲလုပ်နေချိန်ကရှင်၊ကယား၊ကရင်၊မွန်၊မကွေး၊စကိုင်း၊ပဲခူး၊မန္တလေးတိုင်းတွေမှာတိုက်ပွဲတွေနေ့စဉ်ရှိနေပြီးစစ်ကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေတေဆုံးဒဏ်ရာရများပြားနေပါတယ်။ ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုချော့တိုက်တုံးနဲ့တိုက်ခတ်ခဲ့တဲ့တဲ့င်းကိုလည်းတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရွာအခြေဆိုင်စက်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကို BWN အဖွဲ့ကဥဆောင်ပြီးမတ်လ23ရက်နေ့ည9:00နာရီမှာရှော့တိုက်ဒုံးတွေနဲ့တိုက်ခတ်ခဲ့တယ်လို့ BWN ကထုတ်ပြန်ပါတယ်တိုက်ခိုက်မှုမှာနာမခါတိုက်စစ်ဌာနချုပ်ယုံနဲ့ MI Simtai စစ်ဟဲရင်ရနာကွင်းတွေကိုတရားခွန်မမရှော့တိုက်ဒုံး3လုံးနဲ့ပြတ်ခတ်ခဲ့ပြီးအထက်ကိုနှလုံးအောင်မြင်စွာပြတ်ခတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ရှင်းမှာဖော်ပြထားပါတယ် ်အနောက်မြောက်တိုက်စစ်ဌာနရှုံနာမခါကတပ်ဖွဲ့ဝင်တွေဟာဒေသခံတွေကိုစစ်ကြောင်းထိုးတပ်ဖြစ်တာအစုလိုက်အပြုံလိုက်တပ်ဖြစ်တာလေရင်တွေစစ်တပ်လေထီတီနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ BDLU အန်ကဆိုထားပါတယ်အဲ့ဒါပြင်အနောက်မြောက်ပိုင်းစစ်ဌာနရှုံနာမခါဟာစကိုင်းတိုင်းမကွေးတိုင်းနဲ့ရှင်းပြည်နယ်တွေကိုစစ်ရေးကွက်ကွက်မှုပေးနေပြီးစစ်ကောင်စီတို့အရေးပါတဲ့စစ်ဌာနရှုံလည်းဖြစ်ပါတယ်2023ခုနှစ်ဇူလိုင်လကလည်းအနောက်မြောက်တိုင်းစစ်တပ်နာရှုံနာမခအထက်ကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတရားခွန်မမရှော့တိုက်တုံးတွေနဲ့ပြက်ကတ်တိုက်ခတ်ခဲ့ပါတယ်ခင်ဗျာ နောက်ဆုံးအနေနဲ့နမ်မတူမြို့မှာတက်တန်းကုန်တဲ့စားသောက်ကုန်တွေကို TNLA ကလိုက်လံစစ်ဆေးမှုတွေပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရှင်းပါတယ်။တအောင်တက် TNLA ထိန်းချုပ်ထားတဲ့နမ်မတူမြို့မှာမက်ရှလ21ရက်ကတက်တန်းကုန်တွေနဲ့စားသောက်ကုန်ပစ္စည်းတွေကိုစစ်ဆေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မြို့တွင်းကစားသောက်ကုန်တွေစေဝါနဲ့အလောက်ကုန်ပစ္စည်းတွေကိုမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီတွေကတက်တန်းကုန်ဆုံးနေတဲ့ကုန်ပစ္စည်းတွေရောင်းချမှုမရှိစေရေးစစ်ဆေးခဲ့တယ်လို့ TNLA ကဆိုထားပါတယ်။ အဲ့ဒီစစ်ဆေးမှုပြုလုပ်ရမှာအသက်တန်းကုန်ဆုံးနေတဲ့ဆေးဝါးအရှိုးရဲခောက်ဆွေလျှောက် မုံမျိုးစုံနဲ့ငါးတိတာတွေကိုလည်းမိရှုဖြက်စီခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။လိတ်လံစစ်ဆေးမှုမပြုလုပ်ခင်မြို့တွင်ကဆိုင်တွေကိုတတိပိစာလိတ်လံဖြန့်ဝေခဲ့ပြီးယခုစစ်ဆေးမှုဟာပထမတစ်ကြိမ်ဖြစ်တာကြောင့်အေးအေးယူမှုမရှိပေမဲ့နောက်တစ်ကြိမ်စစ်ဆေးမှုတွေပြုလုပ်လို့အသက်တန်းကုန်ပစ္စည်းတွေတွေးရင်အေးအေးယူသွားမယ်လို့ဆိုထားပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညနာလိုက်ရပါတယ်။ ခိုင်ပြေတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း66ချက်သူများကို643 633ကိုလုံခြုံစိတ်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာဒီစီစဉ်ကိုတလနာနေ့ကနေစနေနေ့ထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။